အလုံးမဲမင်္ဂလာပါရှင်ကျမကတော့အိမ်ပြီဖြစ်ပါတယ်ဆီယမကျူရစ်တာထားတဲ့ခုချိန်ဆိုရှင်ဖယောင်းနေမှာလဲနဲ့အခြားဝတ္ထုတုံများစာအုပ်လေးထဲမှာကျမတို့လက်ထပ်ဖြစ်ကြရင်ဆိုတဲ့ဝတ္ထုတုံလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ကျမတို့လက်ထပ်ဖြစ်ကြရင်ကျမတို့လက်ထပ်ဖြစ်ကြရင်အင်္ဂလိပ်တလုံးစောင်းမီထိုအင်္ဂလိပ်သည် ရှင်းပြင်းကြကြတခုနှင့်ဤသောနေရာဖြစ်လျင်ကောင်းမည်။ဒါမှထိုအင်္ဂလေးကိုညကန်သားဟုနာမည်ပေးလို့ရမည်။အင်္ဂလေးသည်တစ်သားအင်္ဂလေးပဲဖြစ်ဖို့များသည်။သူရောစမရောတစ်သားယနံကိုချစ်သူတွေဖြစ်သည်မဟုတ်လား။ပုံမတွက်ခဲ့ဘူးဆိုလျင်တော့ထင်းရှူသားတွေနဲ့စောက်ချင်သည်။ပော့ပော့ပါပါပေါ့။ လေအေးဆက်တွေမလို့အောင်ဇဒန်းပေါက်တွေကို အများကြီးဖွင့်ထားလိုက်မြည်အလင်းရောက်အတွက်နိုင်ရတချို့အတွက်မှန်ကိုသုံးမြည်ဆိုင်လန်သောအိမ်ဖြစ်ဖို့အတွက်မှန်တွေချားမှာတပင်တွေကိုစိုက်ပြိုးထားမြည်အိမ်ရှိမှာမြခင်းနုနုအစာစားပင်တွေကိုစိုက်ပြိုးမြည်ခြံထဲကအပင်တွေမှဟင်းတင်ဟင်းရွက်တွေဖြင့်ကျမက သူကိုချင်ရင်ဟင်းကောင်းကောင်းချက်တွေ့မြည်သူကစမကိုညာအိမ်ရဝင်းမှာဇာဖက်ကြားလိုက်မြည်စမတို့လက်ထက်ဖြစ်ကြရင်လွန်ခဲ့သည့်နှစ်ပေါင်း20လောက်ကရှင်ထဲမှာထားခဲ့ဘူးတော့ထိုမျောမှန်းချက်ကိုယခုပြန်တွေးကြည့်မိတော့အခါစမရှင်ထဲကတိမ့်တိမ့်လေးခုန်ဆဲဖြစ်လေသည်အခုခါမှာတော့သူနှင်းစမ တနိုင်ငံစီဝေတီအခါဝေတမျိုးတဲ့နီတိအခါနီနေလေစာအတူစားလိုက်ညစာအတူစားလိုက်အတလုံးနဲ့မယ်သူအနာကန်နဲ့ဇမအနာကန်တခြားစီဝေခဲရသည်ဒါပေမဲ့စငါးနှစ်ကြောပြလည်းမယုံနိုင်စရာဖြစ်နေပေမဲ့သူနှင်းဇမချစ်ခဲ့ကြတာစငါးနှစ်ပြည့်ပြီဒီကနေ့ဆိုလည်း 55နှစ်တိတိပြေခဲ့ပြီ။ဇမားတို့ဘာဖြစ်လို့လက်မထပ်ဖြစ်ခဲ့ကြသလဲ။အတိတ်ကိုပြန်စဉ်းစားကြည့်တော့လေလက်ထက်ချင်းကိုတားဆီးထားသည့်အနောက်ရှက်အခက်ခဲဟူ၍ဘာမှမရှိခဲ့။နှစ်ဦးပိုင်းအင်္ဂလိပ်တလုံးတော့ရှိမှလက်ထပ်ဖို့ဖြစ်မှာပေါ့ငွေကြေးတွေစူးကြဖို့စဉ်းစားရင်စာအုပ်တွေကိုပဲစူးလိုက်မိရင်အတူနေဖို့စဉ်းစားရင် အလုတ်တွေအပေါ်လောဘကြီးရင်အဲ့ဒီလိုနဲ့အချိန်တွေနောက်ကျပြီးဝေးကွာခဲ့ရခြင်းဖြစ်သည်သူတချိန်ချိန်တော့လက်ထက်သွားမှာပါပဲဟုကျမချိုးတင်နာကျင်ခဲ့ဘူးတော့လေသူအခုထိတအိုးတအိမ်မထူထောင်သေးတာကနည်းနည်းတော့အံ့ဩစရာပေါ့ကျမတို့မိမတွေကတယောက်ထဲနေတတ်တော့လေသူတို့ယောက်ျားတွေကတယောက်ထဲနေဖို့မဖြစ်နိုင်ဘူးလေသူကို ဘာဖြစ်လို့လက်မထက်သေးတာလဲဟုကျမသူနှင်းဆောင်တီအခါမေးကြည့်မိတာနှစ်ကြိမ်တစ်ကြိမ်ကသူအနောက်နိုင်ငံတစ်ခုမှာအကြာကြီးသွားနေပြီပြန်ရောက်ခါစားကနောက်တစ်ကြိမ်ကတခြားနိုင်ငံတစ်ခုသို့အကြာကြီးထပ်သွားရတော့မည်ဆက်ဆက်အချိန်နှစ်ကြိမ်စလုံးမှာသူကပြုံးလျက်စသလိုနောက်သလိုဖြေခဲ့သည်မင်းတောင်အပြူကြီးပွားနဲ့နေနိုင်သေးတာ ကိုကဘာဖြစ်လို့မနေနိုင်ရမလဲတဲ့လမ်းခွဲတွေလမ်းမွာတွေများပြားလှသည့်ဘွာခီးရှိကြီးထဲမှာဘယ်လမ်းကိုလိုက်လျင်မှန်ကန်မလဲဘယ်လမ်းကိုလိုက်လျင်မှားသွားမလဲဒါကိုဘသူမှကြိုမတိနိုင်ဘူးဟုထင်ပါသည်စမတို့ရှောက်ခဲ့သည့်လမ်းတွေရှိသည်မရှောက်ဖြစ်ဘဲရှောင်ဖဲ့ခဲ့သည့်လမ်းတွေရှိသည်ဒါကချင်နေကြပါပဲတို့တော့ မလန့်တင်မဲလှန်ခဲ့လို့မာယွန်းသွားခဲ့တော့ခြေလွမ်းတွေရှိအောင်မလားရှိခဲ့နိုင်သေးသလားမပြောတတ်ပါ ရှိကြလဲရှိလိမ့်မည်အဲ့ဒီခြေလန်းကြောင့်တစုံတယောက်ဘဝပြတ်ခဲ့ရတာကိုယ်စိတ်ဆင်းရဲခဲ့ရတာပြိုကွဲပျက်စီးခဲ့ရတာမျိုးမရှိနိုင်ဘူးလားရှိနိုင်တာပေါ့စကားပေါင်းတစ်ခုရှိတယ်မဟုတ်လား ကောင်းကင်တနေရရာမှာရှိနေသည့်ကျဲတစန်းကိုမထိခိုက်ဖဲနဲ့ကဘာမီပေါ်ကတန်တပွင့်ကိုခူးလို့မရပါတဲ့သူနှင်းစမစစ်ခဲမိသည့်အတွက်တခုခုကိုတစုံတယောက်ကိုများကျမထိခိုက်သွားမိသလားကျမကိုယ်တိုင်နှင့်သူကလွဲလို့ဘသူကိုမှမထိခိုက်ဘူးဟုကျမမျှော်လင့်ပါသည် သူနှင့်လက်မထက်ဖြစ်သည့်အတွက် နောင်တရရမိသလားဟု ကိုကိုကိုမေးကြည့်တော့နောင်တရတာတခုပဲရှိသည်ကို့တွေမှဖြစ်တော့ကို့ရင်နဲ့တဲချာတတမီလေးတွေကိုမရတာဒါကလေးဖြစ်ဖြစ်တမီကလေးဖြစ်ဖြစ်ပွေးပိုက်ချောမြူခွင့်မရတာအဲ့ဒါကိုတော့နောင်တရတလို့လို့ရှိတာသို့တော့တစ်ဖက်ကကြံတွေးကြည့်လိုက်ပြန်တော့တငယ်ချင်းအိမ်အောင်တဲ့အမျိုးသားတယောက်ပြောတယ်လို့ပဲစင်ရဲ့ချင်းတွေဖိနှိပ်ချင်းတွေ နှိတ်ဆက်စွန်းတွေပြေးနေတဲ့ဒီပတ်ဝန်းကျင်တစ်ခုတည်းသို့ကိုရင်သွေးလေးကိုခေါ်ယူမွေးဖွားလိုက်ရတာကမှတော်တော်အကုသို့များမည်အလောက်တဲ့ဟုတ်မှာပါပဲကျမတို့ချစ်သူတတန်း15နှစ်ပြည့်တည်နေသည်သူများတွေလရင်ခေါင်စရာဗလန်တိုင်းနေ့နှစ်လမ်းမပတ်တဲ့နှင်းတွေလွှမ်းခြုံသည့်အေဂျင်တီခရစ်စမတ်နှစ်လမ်းမပတ်တဲ့ပြောရမည်ဆိုလျင် မိုးဖွဲ့ဖွဲ့စိတ်စိတ်တို့နှင့်တော့ပတ်သက်သည်ထို့သောလွှဲရှောင်လို့မရသည်ကကဘာကြီးပေါ်ကအနိဋ္ဌယုံတစ်ခုနှင့်ပတ်သက်နေသည်အောက်ကလ6ရက်နေ့ကဒုတိယကဘာစစ်အတွင်းဟီရိုရှိမာမြို့ကိုအနုမြူပုံချသည့်နေ့ကိုအချစ်သည်လူနီယောက်ကိုဟီရိုရှိမာအားတတိမယပဲနေမိအောင်လွှမ်းမိုးနိုင်ခဲ့သည် စစ်သူအဖြစ်အပြည့်အလန်ကျင်းကြပြီးမှဒီနေ့ဟာဘာနေ့လဲဟုသူကစပြီးတတိယသည်သူကကျမကိုချစ်သည်ဟုပြောသည်နေမှာပင်ကျမကလည်းသူ့ကို ချစ်သည်ဟုပြန်ပြောဖြစ်ခဲ့သည်မို့ဟီရိုရှိမာကို မေးခဲ့မိတာက သူတယောက်ထဲမဟုတ်ပါကျမလည်းမေးခဲ့မိတာပါပဲတည်တော့ကျမကကိုကိုကိုပြန်ဖြစ်တိမ့်တိအနေဖြင့်သူ့ကိုလည်းနှစ်သိမ့်မိသည် ဩကွယ်တုံးများပဲနေပဲချစ်မိချစ်မိအဲ့ဒီနေဟာကြေကွဲပွေရနေတွေကတခုမဟုတ်တခုတော့ဖြစ်နေအောင်မှာပါပဲဘယ်နေမှများဆိုးရုံမှုတခုခုမဖြစ်ပွားခဲ့ပဲနေမှာတဲ့လေဒီလောက်နှစ်တွေထောင်ချင်းနေတိကပါကြီးဆိုးရုံမှုတွေရလဲပေါများလာတိကပါကြီးတွေနေတနေ့တိုင်းဟာတနေ့ရရမှာကြေကွဲမှုတခုမဟုတ်တခုတော့ဖြစ်ပွားနေခဲ့ဘူးမှာပဲမဟုတ်လား မဟုတ်သေးဘူးတချို့ဆိုးရုံမှုတွေကိုကဘာကြီးတစ်ခုလုံးကမတိပဲလူတချို့ကတိတာအဲ့ဒီလိုနေမျိုးဆိုရင်ကိုကိုကိုခွန်းလွတ်လွတ်ရကြင်ရမယ်အခုဟီရိုရှိမားကတော့အားလုံးတိတာအဲ့ဒီလိုနေမျိုးကိုမေးခဲ့မိတာဆိုတော့ဟဲ့အင်းဘာပဲဖြစ်ဖြစ်အချစ်ဆိုတာကောင်းမြတ်ခြင်းပဲဆိုးရုံမှုတစ်ခု ဖြစ်ခဲ့မှုတဲ့နေ့မှာကောင်းမြတ်ခြင်းတစ်ခုခုနဲ့အစားထိုးလိုက်တာမကောင်းဘူးလားကွယ်သို့သော် သူကတော့ပြောင်းလို့ရလေထုံနေကိုတစားတနေနေနဲ့ပြန်ပြောင်းယူချင်မလားမသိပါသူဘယ်နေနဲ့အများပြန်ပြောင်းချင်လို့လဲအခုမှကျမပြန်တွေးကြည့်မိသည် အခုအခါသူကျမအနည်းတွင်မရှိပါတယ်လီဖုန်းဖြင့်လမ်းဆက်ပြီးမေးလို့ရသည့်အကွာအဝေးမှမရှိပါထို့ကြောင့်ကျမမေးချင်သည့်မေးခွန်းကိုမျိုးတိတ်ထားလိုက်ရအောင်မည် နောက်မှကျွန်တော်မှမေးကြည့်ချင်ပါသည်။ကျမကရောအဲ့ဒီနေ့ကိုနေဆွဲပြန်ပြောင်းလို့ရလျင်ပြောင်းချင်စိတ်ရှိသလား။ဟင်အင်းကျမဘဝတွေကဘာတစ်ခုကိုမျှပြန်မပြောင်းချင်ပါ။အဲ့ဒီနေ့ကိုလည်းပြန်မပြောင်းချင်ပါ။အဲ့ဒီနေ့ကသူ့ကိုချစ်သည်ဟုဖွင့်ဟပြောလိုက်မိဖို့ကျမမှာလုံလောက်သောအကြောင်းပြချက်တွေရှိခဲ့သည်။ အဲ့ဒီနေ့ကကျမနဲ့သူသည်ကော်ဖီဆိုင်တစ်ခုမှာရှိခဲ့သည်လေးအေးဆက်ဖွင့်သည့်ကော်ဖီဆိုင်မဟုတ်ဆေးလိမ်ငွေတွေဖြင့်တည်လွှမ်းနေသည့်ဆိုင်လမ်းမဟုတ်ခြံဝင်းတစ်ခုတည်းကတပင်တွေချာမှာဇပွဲကလတ်ထိုင်တွေချထားသည့်အေဂျင့်သည့်ဆိုင်ကလေးဖြစ်သည်ထိုနေ့ကိုကျမပြန်မပြောင်းချင်တာက သူထုံနေကဖတ်နေသောစာအုပ်ကခါလီဂျီဘရန်ဤဘရောဟိတ်ဖြစ်ပြီးကျမဖတ်နေသည့်စာအုပ်က1995ခုနှစ်ထောက်လိပ်ပြရူဤတစ်ချိန်လုံးကဝတ္ထုစာအုပ်ဖြစ်နေကြတာမို့ဘာကိုမှကျမပြောင်းချင်ပါကျမဖတ်သည့်ဝတ္ထုကညီအမလေးယောက်ဤဒိုမီနီကန်နိုင်ငံညီအောက်တော်လန်ရဲ့တွင်ပတ်ဝန်းပတ်သက်ခဲ့သောဘဝအကြောင်းရေးထားသည့်စာအုပ် လေးပြလိုနူးညံ့သည့်မိန်းကလေးတို့ကတမ္မနီလိုခိုင်မာသည့်စိတ်ထားဖြင့်ဖိနှိပ်သူကိုတော်လန်ရဲသည့်အဖြစ်အပျက်တွေဘလောက်များကောင်းမြတ်လိုက်သည့်အဖြစ်လဲအဲ့ဒါကိုကျမပြန်ပြင်ရမှာလားမပြင်ချင်ပါဘူးအဲ့ဒီနေ့ကသူဝတ်ထားတွေကဆက်ဆိုင်မှာချုပ်ထားသည့်ခြေတဲစစ်စစ်အင်ကြီးဖြစ်နေခဲ့သည်သူကအင်ကြီးကိုယောက်ျားတို့ထုံးစံအတိုင်း အစဉ်အသစ်ချုပ်ပြီးသားတွေပဲဝယ်လေရှိသည်မို့နေစဉ်လောလောသမုတ်ရှက်တွေတီရှက်တွေရှက်အင်းကြီးအကွက်တွေအစွန်းတွေများသည်အဲ့အရာအကုန်လုံးကအထက်ချုပ်ဆယုံတွေမှာတနေ့ကို၈နာရီမက10နာရီလောက်အလုံးလုံးပြီးလှုပ်အားနဲ့လှုပ်အားခမမြားသည့်ခေါင်းပုံဖြတ်ခံရသည့်အလုတ်သမလေးတွေရဲ့ချွေးတွေနဲ့ရင်းပြီးရသည့်အင်းကြီးမျိုးတွေ ုံနေကတော့ဆချုံဆိုင်မှာအပ်ပြီးချုပ်ထားသည့်အင်ကြီးမှုထူကြသည် ပိုပြီးစိန်လန်သည် ပိုပြီးတန်ရှင်းသည်ဟုပြောနိုင်ပါသည်အဲ့ဒီအင်ကြီးကိုသူ့ဝတ်ထားသည့်အဲ့ဒီနေကို ပြန်ပြင်ရမှာလားမပြင်ချင်ပါဘူးကျမကချင်းပြည်နယ်ဖလန်းမျိုးမှလက်ဆောင်ရတော့ချင်းရိုးရဆွဲကြိုးတသေးလေးတစ်ခုကိုဆွဲထားသည်ထိုဆွဲကြိုးလေးသည် ကျမကူညီလိုက်လို့ဆယ်တန်းအောင်သည့်အထည်ပြင်ကြားတင်နိုင်ခဲ့ပြီးကလေးများနှင့်ပတ်သက်သည့်အဖွဲတစ်ခုမှအလုရသွားသည့်ကလေးမလေးတယောက်ကလက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ထိုဆွဲကြိုးကိုကျမကူပေးဖို့သူကိုယ်တိုင်ဒီကုန်းထားခဲ့သည်အဖြူရောင်အနီရောင်အစဲရောင်နှင့်အနက်ရောင်ပတိလုံးပစ္စည်းကွေးကလေးများကိုစိတ်ရှည်လိုက်ရှည်တည်ကုန်းထားသည့်ထိုဆွဲကြိုးလေးသည်စိတ်ရှည်ခြင်း ဇွဲရှိခြင်းအရှုံးမပေးခြင်းတို့ဤကြာရောက်လဲဖြစ်သည်ထိုပရိကုံလေးကိုကျမဆွဲရမှာနှမျောလို့ခဏခဏထုံမဆွဲဖြစ်အဲ့ဒီနေ့ကမှ အမျက်တနှုတ်ထုတ်ပြီးဆွဲမိခြင်းဖြစ်သည်ထိုပရိကုံလေးကို ဆွဲခဲ့မိသည့်အဲ့ဒီနေ့မှာကျမသူ့ကိုချစ်သည့်အကြောင်းဖွင့်ပြောခဲ့မိတာကိုကျမကျေနပ်သည်ဘယ်နေ့နှင်းမှမလဲခြင်းတော့ပါ နောက်ပြီး အဲ့ဒီနေ့ကသူသည် ကျမအားဂရီတစ်ခုလက်ဆောင်ပေးခဲ့သည်အဲ့ဒီဂရီကတော့သူ့တသက်လုံးမြန်မာနိုင်ငံကနေဘယ်တော့မှပြောင်းရွှေ့ထွက်ခွာမသွားပါတဲ့စာတန်သွားဖို့အစီအဝေးသွားဖို့ဒါမျိုးတော့ခီးတွေထွက်နေရမှာပါသို့တော့နိုင်ငံကိုဆွန့်ခွာပြီးထွက်သွားရမည့်အဖြစ်မျိုးကိုဘယ်တော့မှမရောက်အောင် သူစူးစမ်းပါမည်တဲ့ထိုဂရီကိုကျမလေးစားသည် ကျမပါမမတောင်းဆိုရပါပဲနဲ့သူကိုယ်တိုင်လိုလိုချင်ချင်ပေးခဲ့တိကတိဖြစ်သည်ကျမတန်ဖိုးထားပါသည်အဲ့ဒီနေ့ကကျမတို့ကော်ဖီတောင်းရင်ပြောပြချသည့်စကားတွေထဲမှာငငယ်လေးနဲ့တည်သွားရတော့အဖရခ်ဆိုသည့်သူကလေးမလေးအကြောင်းပါသည်အဖရခ်ဤနေ့စဉ်မှတ်တမ်းစာအုပ်အကြောင်းပါသည်အမ်စတာဒန်မြို့မှာတကယ်ရှိခဲ့ဘူးပြီး အခုထိကြားရအဖြစ်တင်ထားတော့အန်းနေခဲ့သည့်အထက်ခိုးကျင်းကျင်းလေးမှဘီရိုနောက်ကအခန်းကျင်းလေးအကြောင်းပြောပြသည်ထူပြားလိုက်တွင်အဖရန်ဤဒိုင်ယာဤစာအုပ်ကိုကဘာအယက်ယက်မှဘာသာပေါင်းစုံဖြင့်ဘာသာပြန်ဆိုထုတ်ဝေခဲ့သည်အမျိုးမျိုးသော ဘာသာပြန်စာအုပ်တွေကိုပြသထားသည့်အထက်တွင်မြမဘာသာပြန် မောင်ထဲကမှတ်တမ်းစာအုပ်လေးနဲ့ပဝင်တီကိုမြင်ခဲ့ရကြောင်းပြောပြဖြစ်ကြသည်။ထိုမှဆွံ့ရပြီးအကောင်းမြင်ဝါဒအကြောင်းပြောဖြစ်ကြပြန်သည်။ကဘာကြီးကိုပို့ပြီးကောင်းမွန်အားရှေ့သို့သွန်ပို့ပေးနေသောအင်အားတွေထဲမှအကောင်းမြင်ခြင်းဆိုသည့်အင်အားလဲပဝင်ကြောင်းပြောပြခဲ့ကြသည်။ထိုနေ့ကိုကျမဘာအကြောင်းနှင်းမှပြန်မပြင်ချင်ပါ။ကဲဒါဖြင့် ကျမတို့ဤဘဝတွေကိုခဲပြန့်နဲ့ဖြတ်ပြီးပြန်ပြင်ခွင့်ရလေဘာတွေကိုပြန်ပြင်စမှာတလဲသူနှင်းကျမခဏခဏတယောက်ကိုတယောက်မေးဖြစ်ကြတော့မေးခွန်းလေးတစ်ခုဖြစ်သည်သူ့ဘဝကိုအစားမအဆုံးထိကျမသိသည်ဘာကြောင့်လဲဆိုတော့ကြာမြင့်လာသည့်ချစ်သူတတန်းမှာကျမတို့သည်တယောက်ဤအလောက်အတွက်တယောက်ကအကူအညီတွေပေးရင်တယောက်ဤပညာရေးအတွက် တယောက်ကစိတ်ကူးတွေမျှဝေရင်တယောက်ကိုတယောက်ကစာအုပ်တွေဝယ်ပေးရင်စာရိအပြန်အလှန်ရေးရင်ခုနောက်ပိုင်းမှာအီးမေးလ်တွေအပြန်အလှန်ရေးရင်ကြံတွေတိုင်းကော်ဖီဆိုင်တွေမှာထိုင်စကားပြောရင်အချိန်တွေကိုကြော်ဖြတ်ခဲ့ကြတာမျိုးဖြစ်သည်ကျမဘွားကိုလည်းအစမအဆုံးထိသူတည်ပါသည်ကျမဘွားထဲမှာပြန်ပြန်ခွန့်ရလျင် ပြင်ချင်တာပါရှိလဲဟုသူကကျမကိုမေးเสียရမလို့ပါ။ဘာကြောင့်လဲဆိုတော့သူကကျမငိုကြွေးသည့်အခါကျမပါအပ်ခွင့်ရသောပခုံးဤပိုင်ရှင်။အဲ့ဒီလိုပဲကျမကလည်းသူငိုကြွေးသည့်အခါသူ့ပါအပ်ခွင့်ပေးခဲ့သောပခုံးဤပိုင်ရှင်မှုပဲဖြစ်သည်။ကျမဤခြေလန်းတွေမှားရကိုသူတီးခွင့်ရခဲ့သည်။ကျမမလန်းဖြစ်ခဲ့သည့်ခြေလန်းတွေဤ ထိခိုက်မှုအကျိုးဆက်ကိုလည်းသူတီးခွင်ရခဲ့သည်ဥပမာပေါ်ကျမစီကို အကူညီတောင်းသည့်ကလေးမတူသည်ကိုကိုကိုတေချောင်းကြံခဲ့ဘူးသည့်ကလေးမဖြစ်သည်ကျမထုံမင်းကလေးထံစာပြန်ဖို့ဘလို့ရေးရမလဲဟုသူကိုတိုင်မင်းဖူးသည်တတိတတာနှစ်တိမ့်တိစာမဟုတ်စေပဲသူကိုနှစ်တိမ့်နိုင်မီစာဖြစ်ဖို့လိုသည်ဘလို့ရေးရမလဲ ကျမကို သူကအကြံဉာဏ်တွေပေးခဲ့သည်သို့တော့ကျမဘက်ကအကြောင်းကြောင်းကြောင့်စာပြန်ရေးဖို့ပြက်ကွက်ခဲ့၏တိတ်မကြခင်မှာထိုမိန်ကလေးရုတ်တရက်တင်ဆုံသွားကြောင်းသတင်းစာတွင်ဖတ်လိုက်ရသည်ကျမကို၆ကမ်းပါမှသွန်ချခံလိုက်ရသလိုအမောင်တဲ့သူပြုတ်ကျသွားသလိုခံစားရသည်ကျမသာ စာပြန်ရေးပြီးသူ့အတွက်လမ်းညွန်သူတရား အ ਨੇ ဆုံးပေါ့လေအဖော်ကောင်းတယောက်ချစ်ခဲ့နီးဆိုလျင်သူယခုလကိုကိုကိုအောင်မြင်စွာတိတ်ကြောင်းကြံမိပါမလားတကယ်တော့အဲ့ဒီအဖြစ်ကကြာခဲ့ပါပြီသူမကျမထံရေးခဲ့ဘူးတော့စာတီလဲအိမ်ပေါင်းများစွာပြောင်းလဲနေထိုင်ကြရသည့်ကျမလက်ထဲမှာမရှိတော့ပါသို့တော့ကျမသူစာကလေးကိုယခုထိတည်ရနေစေ စာကိုမပြန်မိလို့ဖြစ်မလားမသေးချာတော့သူမဤစတဲ့အတွက်ရင်ထဲမှာနာကျင်မိစေစမသာစာပြန်ရေးခဲ့လျင်သူနဲ့တွေ့သည့်အခါသူမအဲ့ဒါမျိုးခက်ဆန်ဆန်ခံစားချက်တွေ ရှိတာလဲကျမသိသည်ကျမထိုမိန်ကလေးဤမိခင်နဲ့မကြခနာဆုံမိလို့မိန်ကလေးအကြောင်းစကားဆက်မိတိုင်းကျမနာကျင်မိတာနောင်ထားရမိတာ မိန်းကလေးအတွက်စိတ်မကောင်းဖြစ်မိတာကိုကိုကိုမလုံမလဲခံစားရတာဒါတွေကိုသူတိတီတို့တော့ဒါမျိုးတွေသူမှလည်းအများကြီးပါ သူကပြောမှာပေါ့နောက်ကိုပြန်လှည့်ကြည့်မနေချဆိုးနဲ့ရှစ်ဆက်ပြီးကောင်းမြတ်ချင်းတွေကိုပဲပြုလုပ်ကြရအောင်လို့ဒီကနေ့မှာစမာနဲ့သူချစ်သူတန်း15နှစ်ပြည့်ပြီဒီကနေ့မှာသူ့ထံမှတယ်လီဖုန်းလာနိုင်သည် ဘလောက်ပဲဝေဝေနေပါစေသူဒီလိုနှစ်ပတ်လည်နေမှာကျမထံဖောင်ဆန်းနေကြဖြစ်သည်နေကောင်းလားဟုသူမေးမည်ဘာရေတိုးတက်နေလဲဟုသူမေးမည်ဘာစာအုပ်တွေဖတ်နေလဲသူမေးမည်ကိုကိုတတိယနေရလားဟုသူမေးမည်ကျမကလည်းသူ့ကိုမောင်ဒီအတိုင်းကြီးပဲနေသွားတော့မှလားဟုမေးလိုက်မည်ထိုအခါသူကထုံးစံအတိုင်းဖြေမှာပါ ။အိုးမင်းတောင်အပြိုကြီးဘွားနဲ့နေနိုင်သေးတာ။ကိုကဘလို့မနေနိုင်ရမှာလဲ။ကိုမင်းကိုချစ်တယ်လေ။အဲ့ဒီခါကျကျမပြောနေကြအတိုင်းပြန်ပြောမိအောင်မှာ။ကျမတို့လက်ထက်ဖြစ်ကြရင်လို့နားစင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ချစ်တော်သူများအားလုံးလည်းပေါင်ဖက်ဆောင်စည်းနိုင်ကြပါစေနော်။အားလုံးပဲဘေကင်းကျန်းမှာပျော်ရွှင်ကြပါစေရှင်။